လေးစားအပ်ပါသောတိုင်းသားပြည်သူမေဆန္ဒရှင်ပေါင်းကိုစိတ်နှပြကြမ်းမွှွန်လန်းကြပါစေကြောင်းဥစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့ချင်းပြည်သက်ကွန်ဂရက်ပါတီ New Chilean Congress NCC ဥက္ကဋ္ဌဥဆိုထက်ခေါ်ဆလိုက်မဲလူဖြစ်ပါတယ်ဒီကနေ့မြန်မာတန်နဲ့ရုပ်မြင့်တန်ကြားထုတ်လွှင့်မှုအစီအစဉ်မှာတိုင်းသားပြည်သူများ အထူးသဖြင့်ချင်းပြည်နယ်ရှိချင်းလူမျိုးများအားလုံးနဲ့မဲဆန္ဒရှင်ပြည်သူများသိရှိနိုင်ရန်အတွက် ချင်းပြည်သက်ကွန်ဂရက်ပါတီရဲ့မူဝါဒသဘောထားနဲ့လုံခြုံရေးများကိုအကျဉ်းမြတင်ပြသွားမှာဖြစ်ပါတယ်။ချင်းပြည်သက်ကွန်ဂရက်ပါတီဟာချင်းပြည်နယ်နဲ့ချင်းလူမျိုးကိုစားပြုပါတီဖြစ်ပြီးချင်းပြည်နယ်အတွင်းရှိတိုင်းဒေသလူမျိုးစုအလုံးရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးစတဲ့အရေးအရာများတိုးတက်ထွန်းကားလာစေရန်ဆိုတဲ့အမျိုးသားရေးတာဝန်ကို အမခံဖော်ဆောင်သွားမဲ့ပါတီဖြစ်ပါတယ်။ချင်းပြည်နယ်တင်ရင်အချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရဲ့အတွက်ချင်းမျိုးသားနိုင်ငံရေးဥဆောင်လမ်းပြသူများချင်းမျိုးသားတက်သည့်ပညာရှင်များလူငယ်များအမျိုးသမီးများနဲ့တွဲဆုံဆွေးနွေးအဖြစ်ရှာရာကချင်းပြည်သက်ကွန်ဂရက်ပါတီပေါ်ထွက်လာခြင်းဖြစ်ပါတယ်ကျွန်တော်တို့ချင်းပြည်သက်ကွန်ဂရက်ပါတီဟာချင်းပြည်နယ်အတွင်းမှာသာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ပါတီဖြစ်ပါတယ်ပါတီရဲ့အမတ်တစေအဖြစ်ချင်းတိုင်းသားတို့ကတံပိုးထားမျက်နှာကြတဲ့အောက်ချင်းငတ်မောင်နှံကို တောင်ဇလပန်းနဲ့တွဲပြီးပုံဖော်ထားပါတယ်။အလံကိုတော့အပြာအနီအစိမ့်၃ရောင်ချဲအလယ်မှာကျေပြူတပွင်းနဲ့ပုံဖော်ထားပါတယ်။ချင်းပြည်သက်ကွန်ကရစ်ပါတီဟာချင်းပြည်နယ်ချင်းထုတ်ထားနေကိုအခြေခံပြီးဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်ချင်းပြည်နယ်ပေါပေါလာတဲ့တမိုင်းချောင်းကိုလည်းအနည်းငယ်မျှတင်ပြလိုပါတယ်။ချင်းတိုင်းရင်းသားတို့ဟာညီနောင်တိုင်းရင်းသားများနဲ့အတူ1948ခုနှစ်မှာပြည်တော်စုမြန်မာနိုင်ငံတော်တည်ဆောက်ရေးအတွက် ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး1948ခုနှစ်မှာလူလွတ်လပ်ရေးကိုအတူရယူခဲ့တာဖြစ်ပါတယ်1949ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရချင်းတောင်တန်းများခရိုင်နဲ့ရခိုင်တောင်တန်းနယ်များလက်ရှိပလဲဝခရိုင်ကိုစူးစီးကချင်းဝိဒေတာတိုင်းလို့သတ်မှတ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်1984ခုနှစ်မှာတော့ဖွဲ့စည်းပုံအခြေခံဥပဒေအရချင်းပြည်နယ်အဖြစ်ပြောင်းလဲပြီးတီးတိမ်တွန်းဆန်းဖလန်း ဟာခါထန်တလန်မင်းတပ်မတူပီကမ်ပလန့်နဲ့ပလဝဆိုပြီးမြို့နယ်ကိုခုနဲ့ဖွဲ့စည်းလာတာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်အရလဲချင်းပြည်နယ်အဖြစ်အခိုင်အမာတည်ရှိနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်16ခုထဲမှာဒေသခံဌာနတိုင်းရင်းသားမျိုးနွယ်စုအများဆုံးနေထိုင်တဲ့တခုတည်းသောပြည်နယ်ဖြစ်ပါတယ်။ဒါကတော့ချင်းပြည်နယ်ရဲ့နောက်ခံသမိုင်းအကျဉ်းပဲဖြစ်ပါတယ်။မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခမညာ ချင်းပြည်နယ်ဟာမြန်မာနိုင်ငံလွတ်လပ်ရေးပြန်လည်ရရှိပြီးနောက်ပိုင်းမှာနေမီအေးချမ်းလုံခြုံမှုအရှိဆုံးပြည်နယ်တစ်ခုအဖြစ်ရှိခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဖွံ့ဖြိုးမှုအ ਨੇ ဆုံးပြည်နယ်အဖြစ်ယင်းနေ့တိုင်တည်ရှိနေဆဲဖြစ်ပါတယ်ဒီလိုအခြေအနေမှာချင်းပြည်နယ်ကိုတံပိုးထားချစ်မြတ်နိုးတဲ့ချင်းတိုင်းသားအများအားလုံးကချင်းပြည်နယ်အများဆုံးငြိမ်းချမ်းပြီးမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်တာကိုလိုလားကြမယ်လို့ယုံကြည်ပါတယ်ဒီတူညီတဲ့ဆန္ဒတွေ အမှန်တကယ်လက်တွေ့ဖြစ်ပေါ်လာရဲ့အတွေ့ညီညွတ်စွာစူးပေါင်းလှုပ်ဆောင်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ဒါကြောင့်ချင်းပြည်သက်ကွန်ကရစ်ပါတီမှာတူဆောင်အပြုပြီးညီညီညွတ်ညွတ်ပူးပေါင်းလှုပ်ဆောင်ကြရအောင်လို့ဒီနေရာကနေဖိတ်ခေါ်ပါတယ်။ဆက်လက်ပြီးတော့ချင်းပြည်သက်ကွန်ကရစ်ပါတီအနေနဲ့2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာချင်းပြည်နယ်ကိုအခြေခံပြီးပါဝင် ရှင်ပြန်ရတဲ့ရည်မှန်းချက်ကိုလည်း တင်ပြလိုပါတယ်ပထမအချက်ကချင်းပြင်းရဲ့အတွင်းလက်နက်ကင်ပြိပကချုပ်ငင်းပြီးငင်းချမ်းရေးတိဆောက်ရမှာချင်းတန်ရင်သားတိုင်းကကြိုးပမ်းပူပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်ဒုတိယအချက်ကချင်းပြင်းရဲ့အတွင်းလူမှုစီးပွားရေးဆိုရှယ်အီကော်နိုမီကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ချင်းတန်ရင်သားတိုင်းကပူပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်တတိယအချက်ကဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုတိဆောက်ရေးမှာညီနောင်တိုင်းရင်းသားလူမျိုးများ မြို့နယ်စုများအားလုံးနဲ့အတူပူးပေါင်းဆောင်ရွက်ရေးဖြစ်ပါတယ်။နောက်ဆုံးချက်ကပြည်ထောင်စုတိုင်းရင်းသားများအားလုံးတန်းတူညီမျှသောအခွင့်အရေးများအပြည့်အဝရရှိရေးအတွက်အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ပါတယ်။ဒီရည်မှန်းချက်လေးချက်ဟာမဖြစ်မနေဖော်ဆောင်သွားရမယ့်ချင်းမျိုးသားရေးတာဝန်ဖြစ်တယ်လို့ချင်းပြည်သက်ကွန်ဂရက်ပါတီ NCC ကအခိုင်အမာခံယူထားတာဖြစ်ပါတယ်။ဖုံးပြမှုနောက်အကြဆုံးပြည်내ကနေရုံထွက်ပြီးအခြားသောတိုင်းဒေသကြီးပြည်내များနဲ့ ရင်မောင်းတားနိုင်ဖို့ဆိုရင်စတင်လှုပ်ဆောင်ရမယ့်နီလန်းဟာလက်ရှိအခြေအနေမှာတော့ရွေးကောက်ပွဲလမ်းကြောင်းပဲဖြစ်ပါတယ်။ဖွဲ့စည်းပုံခြေခံဥပဒေ2008ခုနှစ်အရဒီမိုကရေစီအစိုးရပေါ်ပေါလာတဲ့2010နောက်ပိုင်းမှာပြည်သူများရဲ့ဆန္ဒတွေကိုပြည်သူကိုယ်စားလှယ်များကတဆင့်ထုတ်ဖော်ခွင့်ရလာလို့တမျိုးနဲ့တမျိုးတရွာနဲ့တရွာဆက်သွေသွားလာလို့ရလာတယ်။စာတင်ကြောင်းကျမရေးဌာနလန်းဒရာတွေတိုးတက်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျာ။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးကကြမှာအလှည့်ပြောင်းမှာကျွန်တော်တို့ချင်းပြင်းနေဟာလဲမပျက်စီးသင့်တာတွေပျက်စီးရပြီးမဆုံးရှုံးသင့်တာတွေဆုံးရှုံးခဲ့ရတယ်မချမ်းသာပေမဲ့ပျော်ရွှင်အေဂျင့်နဲ့ချင်းပြင်းနေမဖွံ့ဖြိုးပေမဲ့တည်ငြိမ်နဲ့ချင်းပြင်းနေဟာယခုအချိန်မှာလက်နက်ကင်ပြိပခါဒဏ်ကိုအလူးလဲခံနေရတာမဲဆန္ဒရှင်ပြည်သူများအသိပဲဖြစ်ပါတယ်မြို့ရွာတွေပျက်စီးသွားတယ်အပြစ်မဲ့ပြည်သူတွေပါအသက်နဲ့ခန္ဓာဆုံးရှုံးခဲ့ကြရတယ်ကိုရကိုရွာ ကိုရင်ကိုချံကိုပိုင်အသက်မွေးဝန်းကြားလုပ်ငန်းတွေဆွတ်လုပ်ခဲ့ရတယ်။အရက်တပားမှာအနေအဆားကျက်တဲ့ရတယ်။ရုံးတွေပိတ်၊ကျောင်းတွေပိတ်လို့လူသားအရေးမြစ်တွေများစွာဆုံးရှုံးခဲ့ရတယ်။ပင်ပညာသင်ယူနေစေတာသမီးတွေပညာရေးနဲ့အဆက်ပြတ်တော့သွားခဲ့ရတယ်။ကိုရကိုရကိုအိမ်ကိုချံမှာချိတ်မိတ်ဖတ်တွေ့သူများမှလည်းစာဝတ်နေရေးအသက်အန္တရာယ်လုံခြုံရေးအမခံချက်မရှိဘဲကြီးလက်စားစားဘဝရောက်နေကြရပါတယ်။ပြည်သူတွေလိုချင်တာက ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးပဲဖြစ်ပါတယ်။ဒီအတိုင်းသာညီကိုအချင်းချင်းအပြန်အလှန်တိုက်ခိုက်နေကြရင်ပြည်သူတွေလိုချင်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုလည်းပေါ်ပေါက်လာနိုင်မှာမဟုတ်ပါဘူး။ချင်းပြည်သက်ကွန်ဂရက်ပါတီအနေနဲ့ကတော့ပြိပခတိုင်းကိုငြိမ်းချမ်းစွာစပွဲပေါ်မှာတွေ့ဆုံဆွနွေးအဖြစ်ရှာတဲ့နီလန်းထက်ပိုမိုကောင်းမွန်တော့နီလန်းမရှိဘူးဆိုတာအခိုင်အမာယုံကြည်လို့ ပါတီတည်ထောင်ပြီးရွေးကောက်ပွဲဝင်ရခြင်းပဲဖြစ်ပါပါတယ်။ချင်းပြည်သက်ကွန်ကရစ်ပါတီအနေနဲ့ငင်းငိုင်းစပွဲပေါ်မှာပြည်သူအတွက် မမမမရဲရဲဝံ့ဝံ့ရက်တည်သွားပါမယ်လို့ကတိပြုပါတယ်။ဒါကြောင့်ချင်းပြည်သက်ကွန်ကရစ်ပါတီဆောင်ရွက်လို့တဲ့လုံငန်းစီ၄ရက်ကိုလည်းမဲဆန္ဒရှိပြည်သူများကို တင်ပြလိုပါတယ်။လုံငန်းစီ၁ချင်းပြည်နယ်အတွင်းလက်နက်ကိုင်ပြည်ပခတ်ရက်စက်ရေးအတွက်တက်ဆိုင်သူအလုံးနဲ့ချိုးပန်းနှိမ့်နိုင်အဖြစ်ရှာကြဖို့ဖြစ်ပါတယ်။ ဒီလုံငန်းစဉ်ကိုရွေးကောက်ပွဲရလက်အရပေါ်ထွက်လာမယ်အစိုးရတစ်ကဥဆောင်ရမှာဖြစ်ပြီးပါဝင်သစ်ပါဝင်ထိုက်သူအလုံးပါဝင်ရမှာဖြစ်ပါတယ်။ယာယီအပြစ်ခတ်ရစဲကတွိဆုံဆွနေရကနေပြိပခလုံဝရစဲနိုင်အောင်ဝိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်ပါတယ်။ယာယီနေရဲ့စွန့်ခွာသူများဂုံတိတ်ခါရှိရှိမိမိနေရဲ့ပြန်လာနိုင်ရေးလုံကြိုးရဲ့အမခန့်ချက်ရအောင်ဖန်တီးရေးစာဝတ်နေရေးအတွက်အလောက်ကန်ခွင့်လန်းမဲ့ရရှိရေး ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများပြန်လည်ကူစားရေးအရေးပေါ်ရေတိုးရေရှည်အထောက်ပံ့မဲ့ရရှိရေးဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။လုံငါစင်နှင့် လက်နက်ကင်ပရိပခမကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့အများပြည်သူပိုင်အဆောက်အုံများလူနေအိမ်ယာများပြန်လည်ပြုပြင်တည်ဆောက်ခြင်းကိုမဖြစ်မနေဆောင်ရွက်ဖို့ဖြစ်ပါတယ်။ဒီအတွက်လိုအပ်တဲ့ကုန်ကြမ်းစည်တွေကိုနိုင်ငံတော်အစိုးရအပြင်ပြည်တွင်းပြည်ပအလှူရှင်များထံမှ အကူအညီများရရှိဖို့အတွက်ပါတီနဲ့ယူကောက်ခံကိုယ်စားလှယ်များအပါအဝင်ပြည်သူတရက်လုံးကလည်းပူးပေါင်းဆောင်ရွက် ရမှာဖြစ်ပါတယ်။လုံခြုံရေးသုံးတနင်္ဂနွေလုံးအပြစ်ခတ်တက်ခိုက်မှုရစေးသဘောတူစာချုပ် NCA အကောင့်ထဲပေါ်ရေးလုံခြုံရေးအစင်းစင်းမှာတက်ကြွစွာပါဝင်သွားဖို့ဖြစ်ပါတယ်။2015ခုနှစ်အောက်တိုဘာ15ရက်နေ့မှာချုပ်ဆိုခဲ့ကြတဲ့တနင်္ဂနွေလုံးပြစ်ခတ်တက်ခိုက်မှုရစေးသဘောတူစာချုပ်ဟာပြည်ထောင်စုတိုင်းရင်းသားအားလုံးရဲ့ အနာဂတ်တည်ငြိမ်အချမ်းပြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေ့ရှုထားပြီးနိုင်ငံတော်နဲ့တိုင်းရင်းသားများအပေါ်အာမခံထားခြင်းဖြစ်ပါတယ်။နိုင်ငံရေးသဘောထားချင်းမတိုက်ဆိုင်လို့လက်နက်ကန်ကြတဲ့တိုင်းရင်းသားညီကိုအဖွဲ့ပေါင်းစုံကိုလည်းနိုင်ငံရေးသဘောဝိုင်းပေါ်ရောက်ရှိလာအောင်မဲဆန္ဒရှင်ပြည်သူများနဲ့လက်တွဲပြီးစီရင်ကြရမှာဖြစ်ပါတယ်။ဒါကြောင့်ချင်းပြည်သက်ကွန်ဂရက်ပါတီအနေနဲ့ပါဝင်သူများအားလုံးနဲ့အတူ NCA ဆွေးနွေးပွဲမှာပြည်ထောင်စုညှိနှိုင်းရေးအတွက် အစွမ်းကုန်ကြိုးစားသွားပါမယ်လို့ကတိပြုပါရယ်လုပ်ငန်းစဉ်လေးစက်ပြုံးမွေးမွေးရေးကိုအခြေခံသောစက်မှုလုပ်ငန်းများဖော်ဆောင်ဖို့ဖြစ်ပါတယ်ရှင်းပြနေရဲ့ရေမြေရတီဥရုနဲ့ကိုက်ညီတဲ့စက်ပြုံးရေးမွေးမွေးရေးလုပ်ငန်းစီမံကိန်းတွေဖော်ဆောင်ရမှာဖြစ်ပါတယ်ရှင်းပြနေပလောဝမျိုးတွေကိုဖျက်ဆီးသွားတဲ့ကလဒန်ပတ်စုံစီမံကိန်းဟာရှင်းပြနေတူတက်ရေးအတွက်အရေးပါတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်စက်ပြုံးရေးနဲ့မွေးမွေးရေးလုပ်ငန်းအတွက် များစွာအထောက်ကူပြုမှလည်းဖြစ်ပါတယ်ကျွန်တော်တို့ပါတီကိုပြည်သူကရွေးချယ်သွားမယ်ဆိုရင်လွှတ်တော်အစဉ်အတိုင်းမှာပြည်သူတွေလိုလားတဲ့စီမံကိန်းတွေဖော်ဆောင်ရေးနဲ့ဥပဒေပြည့်ရေးကဏ္ဍတွေမှာထိထိရောက်ရောက်လှုပ်ဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်ချင်းပြည်နယ်အတွင်းမိတင်းနေထိုင်ကြတဲ့ချင်းတိုင်းရင်းသားများအခြားတိုင်းရင်းသားများနဲ့ချင်းမျိုးနွယ်စုများခင်ဗျာချင်းပြည်နယ်ရဲ့ပဂရိအခြေအနေကိုအားလုံးကသိရှိကြပြီဖြစ်ပါတယ်ယခုချိန်မှာ ချင်းပြည်သူအလုံးကပြည်နေတည်ငြိမ်အေးချမ်းရေးကိုအလိုလားဆုံးအတောင့်တဆုံးဖြစ်ပါတယ်။ချင်းပြည်သူတွေလုံခြုံ အေးချမ်းစွာသွာလာလောက်ကန်ရှင်ကြပါပြီ။မျိုးရွာတွေပြန်လည်နှွေးထွေးစေလိုကြပါပြီ။စာတင်ကျောင်းတွေကလည်းကျွန်တော်တို့သားသမီးတွေကိုစောင့်မျှော်ဖိတ်ခေါ်နေပါပြီ။အဆက်ပြတ်တော့သွားတဲ့ကျမ်းမာရေး၊ပညာရေး၊ဂါနာတွေလည်းပြန်လည်အသက်ဝင်ဖို့လိုအပ်နေပါပြီ။ဒါကြောင့်2025ခုနှစ်ဒီဇင်ဘာ28ရက်ကစပြီးကျင်းပမဲ့ လွတ်တော်အစင်စင်ရွေးကောက်ပွဲမှာတက်တက်ချွတ်ချွတ်ဆန္ဒမေးပေးကြဖို့အရေးကြီးပါတယ်။ချင်းပြည်သက်ကွန်ဂရက်ပါတီကိုထောက်ခံမေးပေးခြင်းအပြင်လာမယ့်၅နှစ်အတွက်မင်းတို့ချင်းတိုင်းသားများမျိုးနွေစုများကို အမှန်တကယ်အလို့ချွေးပြုမဲ့ပြည်သူကိုယ်စားလှယ်တွေပေါ်ထွက်လာမှာဖြစ်ပါတယ်။ချင်းပြည်နယ်ကိုချစ်တဲ့ချင်းပြည်သူမဲဆန္ဒရှင်များအနေနဲ့အခြားတိုင်းရင်းသားများနဲ့အတူပူးပေါင်းပြီးချင်းပြည်နယ်အပါအဝင်မြန်မာနိုင်ငံတစ်ခုလုံး မြတ်မြတ်တတဖုံပြတိုးတက်အောင်ကြိုးပမ်းကြဖို့အချိန်တန်ပါပြီ။ဒါကြောင့်ကျွန်တော်အနေနဲ့နောက်ဆုံးတင်ပြလိုတာကတော့ငင်းချမ်းသာယာပြီးခိမိဖုံပြတိုးတက်သောအနာဂတ်ချင်းပြည်နယ်အတွက်အောက်ချင်းမောင်နှံနဲ့တောင်စလက်ပန်းပုံပါတဲ့ချင်းပြည်သက်ကွန်ကရစ်ပါတီကိုချင်းပြည်နယ်မဲဆန္ဒရှင်ပြည်သူတိုင်းကထောက်ခံမေးပေးကြပါစို့လို့မေတ္တာရက်ခံပန်ကြရင်ဤကုန်ချုပ်ပါတယ်။အလုံးဘေးကင်းရန်ကွာကျမ်းမာချမ်းသာကြပါစေ။ 三月，你呀的个大妈。